hello 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 everybody good morning ပါဗျာအဲကျွန်တော်တမန်တော်12ပါးရဲ့ disciple ship ပေါ့เนาะအဲမေရော်တို့အပါဝင်ပေါ့မေရော်မာရီမာဂဒလမာရီအဲအမျိုးသမီးတွေအပါဝင်အဲအထက်ခန်းမှာပေါ့เนาะ Pentecostal day မှာအဲတမန်တော်တင့်နှင့်မှာเนาะအဲ born again ဆိုတာဘယ်မှာဖြစ်တယ်လဲဆိုတော့ကျွန်တော်မနေ့ကပြောခဲ့ပြီးပြီအဲ ဒီနေ့ကတော့တမန်တော်တင့်နှစ်မှာပေါ့ဗျာအထက်ခန်းမှာအဲပန်ဒီကော့စတယ်ဒေးမှာပဲတန်ရှင်သောဝိညာဉ်တော်ဆင်းသက်ပြီးအဲ့ဒါအဲတန်ရှင်သောဝိညာဉ်တော်နဲ့ဗေဒီဇံခံရမယ်ဆိုတဲ့ယေရှုခရစ်တော်ရဲ့စောင့်နေကြအဲ့ဒီအဲယေရှုရှင်လင်းမှာစောင့်နေကြဆိုရဲအဲ့ဒါအဲတမန်တော်120နော်ပေတူအကိုအပါဝင်ပေါ့နော်အဲတမန်တော်120တပည့်တော်72ပါအပါဝင်အဲမေရိုမာရီတို့ပါပါတယ်အဲ last of us အားတဲ့အထက်ခန်းပေါ့နော် အဲ့အထက်ခန်းမှာဒါလေပြင်းမုန်တိုင်းကဲသူဟလာမိရှာကဲသူအဲ့ဒီမှာစပြီးတော့သူတို့ဒါပန်တကော့စတယ်ဒေးလို့တော့ခေါ်တယ်ပန်တကုတ်ဒေးနေ့လို့ခေါ်ပြီးတော့လူတွေကအခြားသောဘာသာစကားပြောတာပဲအာယုရောင်းအောင်လေအမှန်မှန်အဲ့ဒါဘောနဂင်ဒုတိယမွေးခြင်းခံရတာနော်ပထမမွေးခြင်းဆိုတာတမန်တော်1 9ပထမမွေးခြင်းနဲ့လေ sorry ရေနှစ် ဝิญญဉ်မမွေးသောသူဒီဘုရားသခင်နိုင်ငံတော်မမြင်ရဒုတိယမွေးခြင်းမခံရသောသူဒီဘုရားသခင်နိုင်ငံတော်မမြင်ရသောယေရှုခရစ်တော်ရဲ့အဲ့တော့ရှင်ဟောခရစ်အခန်းကြီး3မှာနှုတ်ထွက်ပေါ့နော်အခန်းကြီး3အငယ်3ဆိုတာအဲ့ဒါတော့လူတိုင်းသိတယ်ခရစ်ရလားအဲခရစ်တော်ကအဲ့ဒါကောင်းငင်နေမြေကြီးမတည်တော့လဲငါစကားတည်ရမယ်ဘေသူတလုံးမကြံတည်ရမယ်လို့အပြတ်ပြောထားတာဒါပယ်လို့မရအောင်နော်ဘောနကင်ကိုပယ်လို့မရအောင်မတည်ရင်မတည်ဘူးဆိုတဲ့အကြောင်းမင်းနေ เนาะဒါကိုမသိဘူးဆိုပြီးတော့ပယ်ချလို့မရအောင်ဘာလို့လဲဘေဒုတလုံးမကြံပြေးဆုံးအောင်ပဲငါကောင်းကင်နဲ့မြေကြီးမတီးတော့လဲငါစကားတီးလိမ့်မယ်လို့အပြက်ပြောထားတာဒါအောင်လို့ရေနဲ့ဝิญဉ်မမွေးသောသူကဘုရားသခင်နိုင်ငံတော်မမြင်ရလို့ပြောရင်မြင်ဖို့မမြင်ရဘူးဗျမမြင်ရအောင်ဒါကအတားတစ်ချက်လို့ပဲနော်အဲ့ဒါဟိုအကြောင်းပြဒီအကြောင်းပြအဲ့လိုမျိုးပေါ့နော်စင်ကြီးတွေပေးနေတဲ့လူတွေရှိတာပေါ့ဘောနဂင်ကိုနားမလဲဘူးတချို့ကလည်းဘောနဂင်ဖြစ်မှမသိဘူး မတိရဲ့အခါကျတော့ဘောင်းနေကဲမဖြစ်မမြင်ရဆိုတဲ့စကားကိုကြားတဲ့အခါကျတော့အဲ့ပေါ်လိုင်းပေါ့နော်ပေါ်လီဇင်ပေါ့ပေါ်လီဇင်ဆိုတာဘာလဲဆိုတော့ပေါ်လူရဲ့ဩဝါဒတွေပေါ်မှာတစ်ဖက်စွန်းရောက်ပြီးတော့ပေါ်လူကိုပေါ်လူရဲ့ဩဝါဒအဲယေရှုခရစ်တော်ရဲ့တွင်တင်ချက်ကိုငင်းပယ်ပြီးတော့ပေါ်လူရဲ့ဩဝါဒတွေအောက်မှာနစ်မြုပ်နေတာပေါ့ညာနစ်မုန်းနေတာပေါ့အဲ့ဒါတိန်နေကြွယ်တယ်လို့ခေါ်တယ်နော်တိန်တိန်ကြွယ်နေတာဘာလို့လဲဆိုတော့အဲဖျက်ပွားသုံးစုပေါ့နော်အဲ အဲသုံးကားပေါင်းမိုးလင်းနေအဲအများသောအားဖြင့်အဲ့ဒါက policing ဆိုတာကတစ်ဖွဲ့ရှိတယ်ဗျအဲပေါ်လူရဲ့အောဟာရတွေပေါ်မှာပဲအဲအတွင်းအပြင်ဘာညာဆိုတာအဲ့ဒါဇာတိပဂတိတူနဲ့ဝิญဉ္ဇပဂတိတူအဲ့ဒါတော်တော်ဒုတိယပိုင်းမှာကျွန်တော်ရှင်းမှာပေါ့နော်ဒုတိယပိုင်းမှာဇာတိပဂတိလူနဲ့ဝิญဉ္ဇပဂတိလူဆိုတာအဲ့ဒါတစ်ပေ၃မှာပြောတယ်ထောင်းဆိုတာလေဇာတိပဂတိလူနဲ့ဝิญဉ္ဇပဂတိလူဇာတိခန္ဓာထဲမှာပိတ်လောင်နှမ်းခြင်းခံရတဲ့ဝิญဉ္ဇအဲ့ဒါကိုတခင်ဘုရား ဒီဟူသောဝိညာဉ်တော်တရားဆိုဒီဟူသောတခင်ပြားဟုဆိုသောဝိညာဉ်တော်တရားဟုဆိုလို့ဒီဝိညာဉ်တော်တရားဒီလှုပ်ချင်းချမ်းသာကိုပေးတတ်တယ်ဆိုတော့အဲ့ဒါထောင်ထဲမှာလှောင်ထားတဲ့ဇာတိပဂတိထောင်ထဲမှာထိုင်လှောင်ထားတဲ့ဇာတိကိုရဲ့အထဲမှာရှိတဲ့ဝိညာဉ်ကိုအဲ့ဒါကိုလှုပ်ချင်းချမ်းသာပေးတဲ့ဧဝံဂေလိတရားအဲ့ဒါလှုပ်ချင်းတဲ့ရန်နေရင်တရားအဲ့ဒါ second stage first stage ဆိုတာရှိတယ်အဲ့ပေါ်လူကအဲ့အဲ့ first stage နဲ့ second stage ကိုဒုတိယ corinth သူရောက်တော့မှတည်တာ အဲယောမဩဝါဒစာစာတွေမှာ तू ရန်ငင်းချင်းတရားကို तू မသိသေးဘူးအဲ့ဒီမှာ तू ဘာဟောနေလဲဆိုအတွင်းနဲ့အပြင်အတွင်းနဲ့အပြင်ကိုတတ်နေတယ်ရန်ညိုးပွဲနေတယ်အဲဇာတိပကတိနဲ့ဝิญဉေမူကြီးငါ့ကိုဖမ်းသွာအနန္တနေတဲ့အဲငါ့ကိုဖမ်းသွာအနန္တငါပြုတ်ကျင်တော်အမှုကိုမပြုတ်ဘူးတဲ့ ငါမပြူးကျင်တော့အမှုကိုငါအထဲမှာရှိတဲ့တရားတပါငါ့ဘန်းသွားအနိုင်နေတယ်အဲ့အတွင်းနဲ့ပြင်သွားတန့်နေတာအဲ့ဒါခရစ်တော်နဲ့အသေးခံပြီးခရစ်တော်နဲ့အသေးခံပြီးဆိုပြီးတော့သူအဲ့ယောမဩဝါရဆာမှာအဲ့အဲ့ဒါကြီးပဲလိန်ဟောနေတာဟောနေရတယ်နောက်ဆုံးပီတူးတို့ကကြားလာပြီးဟောတာတမန်တော်ထဲမှာတည်းကဟောတာအဲ့ရန်ကြီးတင်းတည်းကပီတူးတို့ကဟောနေအဲ့ဟိုနေကပေါ်လူက ဘယ်ကြောင့်မှသိတာလဲကောရင်လူဩဝါဒစာဒုတိယဆောင်နဲ့အေဖက်ဩဝါဒစာရောက်တော့မှအဲ second stage ကိုရောက်သွားတာအဲ primary stage ကသူကအဲအတွင်းကိုတိုက်လှန်နေတာအတွင်းနဲ့အပြင်ရန်ဖြစ်နေတာအဲရန်ဖြစ်နေတဲ့တရားတွေကငါအထဲမှာရှိတဲ့တရားတစ်ပါးတဲ့ငါမလုချင်သောအမှုကိုငါ့ကိုလုစီတယ်ပေါ့ငါညိုညင်သောသူဖြစ်ပါသည်တကားဆိုပြီးတော့သူကသူ့ကိုယ်သူတော်ကျိန်စေတယ်ဟမ် ဒါဘန်းစကားနဲ့ကျွန်တော်ရိုင်းရိုင်းပြောရတာဟာငါတော်တော်စောက်သုံးပွင့်ကြရတဲ့ကောင်ကွာငါမလုံးချင်တဲ့အလို့ကငါငါအแทမှာငါဘာလို့လုံးနေတာလဲဆိုပြီးအဲ့လိုသူ့အแทဟာကိုသူတတ်နေတာအဲ့ဒီမှာသူရောမအော်ဗရာဆာမှာသူကခရစ်တော်၌သေးပြီးငါခရစ်တော်နဲ့အတူထားမြောက်ပြီးနဲ့သူ့ကိုယ်သူတတ်နေတာပေါ့နော်ခရစ်တော်နဲ့အတူတတ်နေတာဟမ်အမမပေတူးတို့ကအရင်တည်းကရန်ငိမ့်တင်းတရားဆိုတာအဲ့အတွင်းနဲ့အပြင်ဇာတိပဂတိနဲ့ဝိညာဉ်ပဂတိကမိဒဟာရပေါ်သွားတာရန်ငိမ့်ရင်တရားဆိုတာယေရှုခရစ်တော်ရဲ့အသွေးအဲ့ တဲတော်ရဲ့အတွင်းကန်းနဲ့အပြင်ကန်းအဲ့ဒီဟာပွင့်သွားတာကလကနှစ်ချမ်းကိုရသွားတာဖះအသွေးဘာလို့ရေဟောဝါယာဝေလူဇာတိခံပြီးနှုတ်ကပတ်တော်ရေဟောဝါယာဝေမိုးနိုးသည်စင်တဆူတပါးဒီတော်ဖះအတုမရှိအတုလံမရှိဖះဘွားမရှိဖះကလုံးမရှိဖះဘွားမရှိဖះဘူးမရှိတဲ့တဆူတပါးဒီတော် YHWH ကလူဇာတိအပြစ်မဲ့ပရိသေဆွဲယူလူဇာတိခံယူတဲ့ဘောဒီဆော့ဖ်ခရစ် ခန္ဓာအဲ့ဒီခန္ဓာကကြားတဲ့အသွေးဖျား100%အသွေးစင်စစ်အပင်ပြီးတော့ရွေးနှုတ်ခဲ့တယ်အသွေးသွန်းလုံးချင်းအပြင် blood covenant နော်ငါ့ရဲ့အသားကိုမစားအသွေးကိုမတော့လေတင်းတို့နဲ့အသက်မရှိဘူးဆိုတာအဲငါ့ရဲ့အသားကိုမစားဆိုတော့ what began flesh နော်အသွေးကိုမတော့ဆိုတာ blood covenant အဲ့ဒါအဲ့ဒါငါ့ရဲ့အသားကိုမစားအသွေးကိုမတော့လေတင်းတို့နဲ့အသက်မရှိဘူးဆိုတာအဲ့ဒါကိုပြောတာ အဲ့တော့ကျွန်တော်ပြောတာအများပါပြီပေါ့နော်အဲ့ဒီနောက်ပိုင်းမှကျွန်တော်ရှင်းမယ်အဲ့ဒီအတွင်းနဲ့အပြင်ဆိုတာအဲ့တော့ပေါ်လူကဘယ်မှာမှတွေ့တာလဲဆိုတော့အဲကောရင်သူအော်ရာဆိုတာဒုတိယဆောင်နော်ယောမအော်ရာဆာမှာအဲ့ရှေ့ပိုင်းကပထမဆောင်ယောမအော်ရာဆာကောရင်သူအော်ရာဆာပထမဆောင်အဲ့ဒါပေါ်လူအဲပေါ်လူရဲ့ အဲဒါရေးတဲ့ဟာတွေအဲ့ဒီဟာတွေမှာ तू ကဘာလို့ပဲ तू ညှိုးနေလားအဲ့အတွင်းနဲ့အပြင်ကိုပဲအတွင်းကိုတတ်နေတာအာငါတို့ကခရစ်တော်မသေးဘီခရစ်တော်နဲ့အတူငါတို့ကအာတေးဘီခရစ်တော်ထားမြောက်တဲ့အတူငါတို့ကထားမြောက်ဘီဆိုပြီး तू ကအတွင်းကိုအသင်အတင်းတတ်နေတာဘယ်မှာမှစတွေ့တာလဲဆိုတော့အနှစ်ကောကောရင်သူအော်ရဆာဒုတိယဆောင်စပြီးတော့အဲ့ပေါ်လူစပြောတဲ့အချိန်မှာအဲ့ဒီမှာအေးဖက် အေးဖက်ဩဝါဒစာမှာအဲ့ကြားမှာသူကအတွင်းနဲ့အပြင်ရန်ငင်းရင်တရားအေးဝင်ကလေးဟာယေရှုခရစ်တော်ရဲ့အေးဝင်လေးတရားရန်ငင်းတဲ့တရားအတွင်းနဲ့အပြင်ကိုတတ်တာမဟုတ်တိုင်လာတာမဟုတ်အတွင်းနဲ့အပြင် agree ဖြစ်သွားတာအဲ့ဒါ born again လို့ခေါ်တယ်အဲ့ဒါ born again လို့ခေါ်တယ်အဲ့ဒါကို तू อ่ะအဲ့ဒီကြမှာနော် calling to all us ဒုတိယဆောင်နဲ့အဲအဲအဲ့ဘာကျွန်တော်နောက်ပိုင်းမှာအဲ့ဒါတစ်ချက်လောက်ပြမယ်နောက်တိပိ3မှာပြောတယ်ထောင်းဆိုတာအဲ့ဒါ ထောင်ဆိုတာပါလဲဆိုတော့ဟိုမရဏာကိုလွတ်တယ်ဟိုဟောခိုးကြီးတွေဂူရုတွေအဲ့နှစ်ချင်းဂူရုတွေမရဏာကိုယေရှုတက်တော်ဆွန့်ပြီးတဲ့အခါမရဏာသွားတယ်ဆိုပြီးမရဏာကိုအတင်းလွတ်တယ်အတမကျမ်းတော်မှာမရဏာသွားတယ်လို့ပေါ့ထောင်လို့ပြောတယ်အဲ့ပေတုပြောတယ်ထောင်ဆိုတာခန္ဓာဒီဟုတော့ထောင်အဲ့ရန်ချင်းချင်းတရားကိုပြောတာထောင်ဆိုတာဟဲ့တစ်ပေသုံးပါပေဒီယုပြောတဲ့ထောင်ဆိုတာအဲ့ဒါကိုမရဏပါဆိုပြီးတော့အတင်းယေရှုကိုမရဏပို့တာ ယနေ့ပင်ငါဒီတင်နေသူပရိသူဘုံမှာရှိမယ်လို့ယေရှုကတတ်တော်မဆွံ့ပဲမှာအဲဓမ္မတယောက်ကိုဝန်ခံတဲ့ဓမ္မတယောက်ကိုဂတိပေးသွားတဲ့ promise ကိုစန့်ခြင်းပြီးတော့နော်ယေရှုကိုငရဲပို့တယ်မင်းတို့တေမင်းတို့မရဲသွားမှာမရဏာသွားမှာမင်းတို့ဟောတဲ့အတိုင်းမရဏာသွားမှာမင်းတို့သေးတယ်မင်းတို့ကိုညံမရဏာသွားမှာမင်းတို့တရားသွားဟောအောင်အဲ့မှာအဲနောက် တရားဟောပြီးတော့ဘယ်အထိခေါ်ရမလဲမသိဘူးမင်းတို့တင်ထားတာအဲ့ဒါမင်းသုံးရက်ဟောဆိုတော့ဘုရားသခင်ကသုံးရက်ကတရက်ကနှစ်တထောင်ဆိုတော့နှစ်သုံးတော်လောက်မင်းတို့သွားဟောရမယ့်ပုံရှိတယ်မရဏဟောအဲ့အဲ့ယေရှုတတ်တော်ဆုံးပြီးမရဏလွတ်တဲ့ကောင်လေနှစ်သုံးတော်လောက်မင်းတို့သွားပြီးတော့အဲ့မရဏမှာမင်းတို့တင်သွားဟောရလိမ့်မယ်အဲ့အဲ့လောက်ပဲအဲ့ကျွန်တော်ပြောချင်တာအဲ့ဒါနော်များသွားတယ်ပရိယအဲ့ရပေါ်လူဘယ်မှာ born again ဖြစ်လေအဲ့ဒါကျွန်တော်အဲ့ဒါလေးနည်းနည်း အဲရှင်ဘောလူဟာတဲ့ဘောနဂန်ဆိုတာပါလဲဆိုရေနဲ့ဝင်ရင်မမွေးတော့သူရေဆိုတာရေနဲ့ဝင်ရင်မွေးတယ်ရေဆိုတာပါရေနဲ့မွေးတယ်ဆိုတာပါဟုတ်ကဲ့နောင်သားနဲ့ဆိုင်တဲ့ဗတိဇံရေဗတိဇံအောင်ပြောတာအဲ့ဒါဘောလူကိုဘယ်သူပေးလဲဆိုတာအာနာနိဆိုတဲ့သူပေးလိုက်တာဘောလူဘောလူကရှောလူရှောလူ तू ကဂျူဒစ်ဇင်မဂျူဒစ်ဇင်အစ်စ်ဒါပေမဲ့ तू ကဘက်ပတက်ဆိုင်ဘက်တိုက်စာဗမာခံလဲဓမ္မသက်မြုပ်အဝင်မှာငါ့ကိုခြေနဲ့ကြောက်တရားတဲ့ ဟမ်ဒုတ်ချုံကိုခြေနဲ့ကြောက်တဲ့ယေရှုဖြစ်တယ်တဲ့ဒုတ်ချုံကိုခြေနဲ့ကြောက်တဲ့တင်ခြေနဲ့ကြောက်တဲ့သူတင်ညှင်းပန်းနှိမ့်ဆက်တဲ့သူယေရှုဖြစ်တယ်ဆိုပြီးတော့ vision ပြလိုက်တဲ့အခါမှာမြင်းမော်လိန်ကြပါပြီတော့အဲ့ဒီမှာပြောင်းလဲသွားတာရှောလူကနေပေါ်လူဖြစ်ပြီးငါးကြီးလိုပဲဝင်နေဖြစ်သွားတာအဲ့ဒါအာနာနိစီကိုလွှတ်လိုက်တာအာနာနိကနေပြီးသူ့ကိုဘက်ဒဇင်ပေးတာအဲ့ဒါရေဘက်ဒဇင်အဲ့ဒါရေနဲ့မွေးတယ်လို့ခေါ်တယ်နော် အဲ့ဂျင်းနဲ့မွေးပြီးတော့ခါတန်ရှင်းသောဝိညာဉ်တော်နဲ့မွေးဖို့ခတ်လို့တယ်အဲ့ဒါနောင်တနဲ့ဆိုင်တဲ့ဘက်ဒီဆိုင်ဘာလို့လဲပေါ်လူကလိုက်နှိမ့်ဆက်ရနေဘူးဂားငယ်ကိုပြန်ကိုရပေါ်လူကနေနာမည်ပါပြောင်းသွားတယ်အလျှောလူကနေနာမည်ပါပြောင်းသွားတယ်အဲအသင်းတော်လိုက်နှိမ့်ဆက်ပြီးတတ်ဖြတ်နေတဲ့လျှောလူကဂားငယ်ကိုပြန်ကိုရတာအဲ့ဒါအဲ raven လို့ခေါ်တယ်နောင်တလို့ခေါ်နောင်တ၌ဘက်ဒီဆိုင်ရတယ်အဲ့ဒီအတွက်ဘသူကပေးတာလဲသူကသူရလို့မရအောင် တဲ့လားနှစ်ချင်းကဟုတ်ခါတယ်ဘယ်သူရှိကိုလှုပ်လဲအာနာနီရှိကိုလှုပ်လိုက်တယ်အာနာနီကနေသူ့ကိုရေဘက်ဒီဆန်နောင်နာနဲ့ဆိုင်တဲ့ရေဘက်ဒီဆန်ပေးပြီးတော့ဆူတောင်းပေးတဲ့အခါမှာအဲအဲ့ဒါဘောနဂန်နော်တမန်တော်ဝိထု6 20လောက်မှာဖတ်ကြည့်နော်အဲကျွန်တော်ဖတ်ပြလိုက်မယ်အာနာနီဒီလေတဲ့သွားရင်အိမ်တို့ရောက်ရင်လည်းရှောလူအပေါ်တို့မိမိလက်ကိုတင်၍ညီရှောလူတဲ့နော်တင်လာရလမ်းနိုင်တယ်တင်အားထင်ရှားသော ယေရှုသခင်ယေရှုသည်တင်ဤမျက်စိပြန်မြင်စေခြင်းဟာ၎င်းတန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်စေခြင်းဟာတန်ရှင်သောဝိညာဉ်တော်ပြည့်တယ်ဆိုတာအဲ့ဒါဟမ်ဝိညာဉ်မွေးတာအဝိညာဉ်ဗတ္တိဇံကိုခေါ်တာတန်ရှင်သောဝိညာဉ်တော်ဗတ္တိဇံကိုခေါ်တာအဲ့ဒါတန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်စေခြင်းဟာ၎င်းငါ့ကိုစေခန့်တော်မူသည်ဟုပြောဆိုတယ်တဲ့ဒါဗျာဒိတ်ပေးထားတာပေါလုကိုလည်းပြည့်တယ်အာနာနိကိုလည်းပေးထားတာအဲ့ဒီအတိုင်းအဲတသိမတင်းဖြစ်တယ်နော်ထိုခဏမှာထိုခဏနဲ့ရှောလူဤ ရှောလူ၏မျက်စိမှာငါးကြီးကွာကြတဲ့ကဲ့သို့ဖြစ်မျက်စိပြန်မြင်မျက်စိပြန်မြင်တဲ့ပြည်နဲ့ထ၍ဗတိဇံကိုခံပြီးမှာပေါ်လူဗတိဇံခံတာဘယ်သူရှိမှာလဲအာနာနိရှိမှာအဲ့ဒါနောင်နာနဲ့ဆိုင်တဲ့ဗတိဇံအဲ့ဒါရေဗတိဇံလို့ခေါ်တယ်ရေနှစ်မွေးခြင်းနော် revenge ဖြစ်သွားတာဂားငယ်ကိုပြန်ကိုတာနောင်နာရပါလားအဲ့ဒါဂားငယ်ကိုနော်အဲ့ဒါဟောပြောတာအာငါးကြီးကွာကြတဲ့ကဲ့သို့ဖြစ်မျက်စိ မျက်စိမြင်မြန်တဲ့ဖြစ်ရင်လည်းထ၍ဗတိဇံကိုခံပြီးမှခံပြီးလျင်တဲ့နော်အာနာနိရှိမှာရှောလူကနေပေါ်လူဖြစ်မဲ့တမန်တော်ပေါ်လူကအာနာနိရှိမှာဗတိဇံခံတယ်အဲဗျာရီယူပါယုံပေးတဲ့အတိုင်းဖြစ်တာနော်ကြိုပေးလိုက်တာအစာအာဟာရကိုသုံးဆောင်အားဖြစ်လေထို့နောက်ရှောလူဒီတမန်သားမျိုး၌ရှိသောတပည့်တော်တို့နဲ့အတူတဲ့ကာလအတန်အရာနေယေရှုသည်ဗျာဒခင်သားတော်ဖြစ်ကြောင်းကိုတရားစီရတို့၌မဆိုင်မလျင် ောပြောလေနှုတ်ပါဖွင့်လိုက်တာပေါ်လူကနေရှောလူကနေပေါ်လူဖြစ်သွားတယ်ခန်းငယ်ပြန်ပွေတယ်ရေဘက်ဒီဇန်ခံတယ်အာနာနိရှိကိုလွှတ်လိုက်တဲ့အခါမှာအာနာနိကရေဘက်ဒီဇန်ပေးတယ်နောင်နာနဲ့ဆိုင်တဲ့ရေဘက်ဒီဇန်ကိုပေးပြီးတဲ့အခါမှာဘာလို့လဲအဲလက်တင်ပြီးဆူတောင်းပေးလိုက်တဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်ပေါ်လူပေါ်ဆင်းတယ်လားတန်ရှင်းသောဝိညာဉ်တော်ပေးပေးဖို့ခန့်ထားတာဗျာသခင်ခန့်ထားတယ်သူကသူလိုလို့မရအောင်နော်ကိုကကိုထပြီးလိုလို့မရအောင်အာနာနိကဗျာသခင်ဗျာလေးပေးတဲ့အတိုင်း အဲရုပ်ပြယုံပေးတဲ့အတိုင်းသူကအဲတန်ရှင်းသောဝိညာဉ်တော်ပြည့်စေခြင်းကငါ့ကိုခံလာတော်မူသည်ဟုပြောဆိုပြီးထိုကနာချင်းတွေရှင်းလို့ကဘာလဲလက်ကိုတင်လိုက်တယ်အဲ့ဒါပါဗျာနော်အာနာနိဒီလဲတမန်တော်ဝိထု6:20ပါအာနာနိဒီလဲသွားပြီးအိမ်တို့ရောက်ရင်ရှင်းလို့အပေါ်၌မိမိလက်ကိုတင်၍လက်တင်ပြီးတော့ ပါလို့လိုက်တယ်ရှောလူပုံမှာတဲ့အာနာနီကလက်တင်ပြီးတော့ဘက်တီဇန်ပေးတယ်ရေဘက်တီဇန်နောင်နာနဲ့ဆိုင်တဲ့ရေဘက်တီဇန်အဲ့ဒါရေနဲ့မွေးခြင်းပြီးတဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်တမဟုတ်ခြင်းဆင်းသက်လာပြီးတော့ပေါ်လူရဲ့နှုတ်ကုတ်ဖွင့်တဲ့အတွက်ပေါ်လူကချက်ချင်းအဲ့ဒါဘောနဂန်ဖြစ်တယ်ပေါ်လူကအဲ့ဒီမှာအာနာနီရှိမှာဘောနဂန်ဖြစ်တာဒါပေမဲ့အာနာနီကြောင့်ဘောနဂန်မဟုတ်ဘူးအာနာနီကဝိညာဉ်ဖခင်မဟုတ်ဘူးယေရှုပဲဖြစ်တယ်အာနာနီကိုတုံးတာအတုံးတော့ခံနဲ့ဒါသူသားရင်းဖြစ်တယ်နော် ရောလူရဲ့ဝိညာဉ်ဖားခင်ဟာအာနာနီးလို့ပြောရင်အဲ့ဒီပြောတဲ့လူကကျင်ရင်အမင်္ဂလာတက်တယ်ဟဲ့လားအာနာနီးဟာပေါ်လူရဲ့ဝိညာဉ်ဖားခင်မဟုတ်ဝိညာဉ်ဖားခင်ဟာယေရှုခရစ်တော်တန်ရှင်သောဝိညာဉ်တော်ဥစေဆရာပဲဖြစ်တယ်နော်အေးဝိညာဉ်ဖားခင်တို့အဲ့ဒါကာမကာလာလို့ခေါ်တယ်ကိုယ်အမေရဲ့မယားကိုတိမ့်ပိုက်တော်သူ God bless you everybody လောက်ပါပဲနော်ကျွန်တော်နေချင်းခရစ်ဟာမှာတရားဟောတာမဟုတ်ပါဘူး interpret လုပ်တာပါအဲအဲ့ပေါ်ပေါ်လူဓမ္မဘောင်းကန်ဖြစ်တယ်ဒုတိယမွေးခြင်းခံရလဲရေနေမွေးခြင်းဘယ်မှာမွေးခြင်းခံရလဲဆိုတာလေးကိုအ내ပြန်ပြတာဖြစ်ပါတယ်အဲကျွန်တော်နှစ်ချင်းခရိယာမှာဒုတိယမွေးခြင်းခံပြီးတဲ့ generation 40မြောက်မီယိုဖလာနှစ်ချင်းခရိယာဖြစ်ပါတယ် god bless you everybody